အားလုံးပဲမင်္ဂလာပါ။ဥပကျော်ဒူရီ YouTube Channel လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစ်ဗျာ။နော်အားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါ။အားလုံးပဲကျွန်တော်ရဲ့ live show ဗီဒီယိုလေးတွေကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုနေတဲ့ကုကုမားတွေကိုအခုမှတွေးလို့မြင်လို့ဝင်ရောက်အားပေးတဲ့လူသစ်ကုကုမားတွေအားလုံးကိုစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။စိတ်သွားတိုင်းကိုပါလို့ရဆန္ဒလေးတွေတလုံးတဝရပြည့်စုံကြပါစေလို့ကျွန်တော်ဥပကျော်ဒူရီ YouTube Channel လေးရနေပြီးတော့ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါတယ်ဗျာเนาะကဲအားလုံးပဲကျွန်တော်တို့ဒါတောက်ကြနေပေါ့เนาะဂျာတာပရင်းနေမှာဖောင်းတဲ့အတွက်ကျွန်တော်တို့တောက်ကြနေမှာပြန်ပြီးတော့ကစားရတယ်အဲ့အတွက်ကြောင့်တောက်ကြနေအတွက်မှာထီးကြီးမိမိလေးနဲ့เนาะရှယ်ပိုင်ပိုင်နိုင်နိုင်လေးကစားခြင်းနဲ့ဆိုတော့ကိုကိုမားတွေအတွက် main on နှစ်ကွက်အစီအစဉ်လေးရှိပါတယ်เนาะ main on နှစ်ကွက်အစီအစဉ်လေးရှိပါတယ်အဲ့လကတော့ကျွန်တော်တို့အပတ်အတိုင်းမှာကျွန်တော်ရဲ့အဖွဲ့ဝင်တွေဟိုတောက်ကြဂျာတာပရင်းတောက်ကြမှာပေါ့เนาะပုံမှန်ရာသီလောက်ရတယ် ပေါက်တဲ့လောက်ပေါက်တဲ့ကဏ္ဍလေးတွေပေါ့နော်ဒီတစ်ပတ်မှာကျွန်တော်ရဲ့အဖွဲ့ဝင်တွေလူကောင်းကိုကိုမားတွေအားလုံးဆိုလို့ရှိရင်ဒါဇာတို့အဖွဲ့ဝင်ဇာတို့နှစ်ကြိမ်ပေါ့နော်ဇာတို့နှစ်ကြိမ်ရရှိခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်ဒီအခုတောက်ကြနေလေးမှာအားလုံးကိုအဖွဲ့ပြောင်းဝင်လို့ရပြီအဖွဲ့ပြောင်းဝင်ထားလို့ရပြီเนาะအဲ့အတွက်ကြောင့်အားလုံးကိုကျွန်တော်ပြန်လည်ပြီးတော့ခေါ်ဆောင်ပေးနေပါပြီเนาะဒါလေးကိုတော့ဒါငါးခုငါးမတွေအားလုံးပဲတိမာပါ အခုလာရောက်ပြီးတော့မျှဝေပေးတဲ့ brief ကိုဖိုင်လေးကတော့ကျွန်တော်တို့2ရက်4လ2020နဲ့5တောက်ကြနေ7နှစ်နာရီတမီနှစ်အတွက်ဘိုင်းဘက်ဒီမွေးကွက်ရွေးကွက်ကလေးတွေဖြစ်ပါတယ်အဲ့တော့ကြောင့် video လေးကိုအစားကားနေအဆုံးပြီးဆုံးတိုင်အောင်လို့เนาะကြည့်မယ်ပြီးရင်ကြိုင်းနဲ့တက်တဲ့ငါးကုန်းငါးမတွေယူကစားမယ်မကြိုင်းမနှစ်တက်ရင်တော့အားလုံးပဲကျော်သွားမယ်ပေါ့เนาะဒါကတော့ကျွန်တော်ပြောနေကြထုံးစံအတိုင်းလေးပေါ့เนาะ ကဲဒါဆိုလို့ရှိရင်2ရက်4လ2020နဲ့5တောက်ကြနေဆန္ဒနာကြီးတမီနှစ်အတွက်ပေါ့မှ ဖြစ်မယ်ရာမှဖြစ်မယ်ဆိုတဲ့ကိုကိုမားတွေအားလုံးကเนาะ live show ပြီလေးကိုတေးချာလေးကြီးကျွန်တော်ခေါ်ပြီးတဲ့ကဏ္ဍလေးကိုအဆင်ပြေတယ် live ကစားရတာအဆင်ပြေတယ်ဆိုတဲ့ကိုကိုမားတွေကเนาะမန်လေးထဲမှာမန်သွားမယ်ပြီးရင်ကျွန်တော်တို့เนาะကျွန်တော်ရဲ့အခွဲဝင်ကိုကိုမားတွေဗုဒ္ဓဖူးနေ့ညနေမှာ6:00 6:00ဘက်ဒီ နဲပောက်တယ်ရတယ်ဆိုတဲ့လူကိုကိုမားတွေအားလုံးကပေါက်ကြီးလေးတယောက်တစ်ချက်စီမှတ်မယ်နှေးတိုင်းမှာလည်း6ပတ်စီ5ပတ်စီလေးနဲ့ပေါက်တယ်ရတယ်ဆိုတဲ့ကိုကိုမားတွေကပေါက်ကြီးလေးတွေမှတ်မယ်ဒီတစ်ပတ်အဖွဲဝင်ကိုကိုမားတွေကျွန်တော်နဲ့လက်တွဲရတာအဆင်ပြေလားမပြေဘူးလားပြေတယ်အဲ့တော့ဒီတစ်ပတ်မှာအဆင်ပြေစင်းလောက်ပြေခဲ့ပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အိုးဘယ်လိုခေါ်မလဲတောက်ကြနေနောက်ဆုံးလေးလေးမှာကြုံရဆုံရလေးတွေမထိုးပဲမထိုးတော့ပဲနဲ့တစ်ခွက်ကောင်းနှစ်ခွက်ကောင်း လက်ဆောင်လေးရှိပါတယ်နော်အဲ့အတွက်ကြောင့်အားလုံးကိုကျွန်တော်ပြန်ပြီးတော့ဒေချာလေးပြောပြမယ်အဲ့တော့အားလုံးပဲနှိမ့်လိုက်ကဏန်းလေးကိုအရင်သွားမယ်ကဏန်းလေးကိုဒေချာလေးလိုက်မှတ်မယ်နော်အဲ့တော့ကျွန်တော်တို့နှစ်ရက်လေးလာ2020နဲ့ငါတောက်ကြနေ17နာရီတမီနဲ့အတွက်ဘိုင်းဘက်သီးသည်6ဘိုင်း6ဘက်သီး1ဘိုင်း1ဘက်သီးဖြစ်ပါလေ6တစ်ဘက်သီးဖြစ်ပါလေနော်6တစ်ဘက်သီးဖြစ်ပါတယ်အားလုံးပဲမန်လီတဲ့မှာမန်ပါ ခြောင်နဲ့ပတ်သက်ရင်အဓိကထားထူရမယ့်မင်းရောကနန်းလေး၄ဝက်ရှိပါတယ်။တင်းနဲ့ပတ်သက်ရင်အဓိကထားထူရမယ့်မင်းရောကနန်းလေး၄ဝက်ရှိပါတယ်။အဲဒါကြောင့်အားလုံးပဲဒီမင်းရောကနန်းလေးတွေကိုလိုက်ပြီးတော့ကစားမယ်ဆိုတဲ့ကုကုမားတွေအားလုံးကသေချာလေးလိုက်ပြီးတော့မှတ်ပေးပါ။โอเคဒါဆိုလို့ရှိရင်အားလုံးပဲ2ရက် sorry 2ရက်4လမဟုတ်တော့ဘူးเนาะ2ရက်5လဖြစ်သွားပါပြီ။အားလုံးပဲ2ရက်5လပါ။ ကဲ2ရက်9လ2020နဲ့9တောက်ကြနေ12နှစ်တည်းမီနှစ်အတွက်အကောင်းဆုံးဘိုင်ဘတ်ဒီစီ6ဘိုင်6ဘတ်ဒီ10ဘိုင်10ဘတ်ဒီကဲ6နဲ့ပတ်သက်တဲ့မေယောကနန်းလေး၄ခွက်လိုက်မှတ်မယ်အဲ့လားကတော့60ရေ65ရေ63ရေ69ရေဖြစ်ပါတယ်60 65 63 69ဖြစ်ပါတယ်အားလုံးပဲမန်လေးထဲမှာမှတ်ပြပါ60 65 63 69ဖြစ်ပါတယ် ဲ့တော့တင်းနဲ့ပတ်သက်လို့ရှိရင်တဆယ်တင်ငါတစ်သုံးတစ်ကိုဖြစ်ပါတယ်ကဲမင်းရောဝက်ကလေးကိုမပြောငင် အားလုံးပဲကျွန်တော်ရဲ့လူဟောင်းအဖွဲ့ဝင်ကိုကိုမားတွေကအခုမှတွေးလို့မြင်လို့ဝင်ရောက်ပြီးတော့အဖွဲ့ဝင်မယ်ဆိုတော့လူသစ်ကိုကိုမားတွေကအားလုံးပဲတေချာလေးနားထောင်ပေးပါဒါကတော့ရှင်းအပတ်မှဆိုရင်တော့ကျွန်တော်ကျွန်တော်တို့ဒါ ကြာသာပင်းနေပီးနေကြကနန်းလေးပေါ့နော်အခွေလေးပေါ့နော်ဒီအခွေကိုမပီးဘဲနဲ့ကျွန်တော်တို့ကနန်းအကွက်အများကြီးလဲထိုးစရာမလိုဘူးတကွက်ကောင်းနှစ်ကွက်ကောင်းလေးနဲ့ပဲထီးထီးမိမိလေးကစားမယ်အရင်နဲ့ပြီးအမြတ်များမယ်ကနန်းလေးကိုပဲတောက်ကြနေမှာလက်ဆောင်လေးယူပြီးကစားမယ်ဆိုတဲ့လူဟောင်းကိုကိုမားတွေကလူသေးကိုကိုမားတွေကအားလုံးပဲကျွန်တော်တို့အခုလိုက်ရှိုးပြီးလေးကို တွေ့ပြီးဆိုတာနဲ့အဖွဲဝင် ထားလို့ရပါပြီ။ အဓိကကျွန်တော်တရားရဂိုင်းလုံးပေးတာဒီရှေ့လာမဲ့အပတ်ဖူးမကျော်ဇာရိုးပတ်ဒီတရားရဂိုင်းလုံးရေနော်ငွေကနန်းနှစ်ကွက်ရေဒါလေးကိုအဖွဲဝင်ပြီးစောင့်မယ်ဆိုတဲ့ကိုကိုမားကြီးကတောက်ကြနေမှာဒါအမြဲတမ်းပေါက်အမြဲတမ်းရအမြဲတမ်းပုံမှန်လေးထွက်ပြီးနေတဲ့ကနန်းမျိုးကိုထုတ်ပြီးထားတာဖြစ်ပါတယ် အဲ့ဘက်ကြောင့်တကွာကောင်းနှက်ကွာကောင်းနဲ့ပဲတောက်ကြနေမှာကစားမယ်ရှေ့လာမယ်အပတ်မှာဟူးမကျော်စားတို့ပတ်သည်ဝေကနန်းနဲ့အမျက်ယူမယ်ဆိုတဲ့ကိုကိုမားတွေအားလုံးပဲเนาะတည်တည်ချာချာလေးလိုက်ပြီးတော့ကစားနိုင်နေဆိုတဲ့ကိုကိုမားတွေအားလုံးပဲအဖွဲဝင်လို့ရပါပြီအဖွဲဝင်ကြီးကတော့ကျွန်တော်ရဲ့အဖွဲဝင်ကြီးကတော့1000ခွဲပါဒါကတော့1000ခွဲတန်လားမတန်ဘူးလားဆိုတာကတော့လူဟောင်းကိုကိုမားတွေကြည့်တယ်လူသေးကိုကိုမားတွေကတော့ဒါ တသောင်းခွဲနဲ့ဝင်ကိုကဘာလီတွေရမှာလဲဆိုတော့ကိုကိုမားတွေရှိတယ်အဲ့တော့ကြောင့်ဘာလီတွေရမှာလဲဆိုရင်တောက်ကြနေမှာမှန်နေရအတိုင်းပြီးနေရအတိုင်းလေးကိုလက်ဆောင်မိန်းနှစ်ကွက်เนาะနေကုံစားမှာမိန်းတစ်ကွက်ကောင်းနှစ်ကွက်ကောင်းလေးကစားရမယ်ပြီးရင်ရှေးလာမယ်အပတ်เนาะတနင်္လာအင်္ဂါပေါ်ဘူးဒါကတော့တနင်္လာအင်္ဂါပေါ်ဘူးလို့ဒါပြောတာကျွန်တော်ဒါဒီကျွန်တော်ရဲ့တရားကလေးဇာတ်ရုပ်ပတ်သည်တနင်္လာနဲ့အင်္ဂါနှစ်ရက်အတွင်းမှာပုံမှန်ထွက်ပြီးနေတယ် အလားလေးကိုလိုက်ပြီးတော့သေချာလေးကစားနိုင်နေဆိုတဲ့ကိုကိုမားရဲ့အားလုံးပဲအဖွဲ့ဝင်ကြီးတထောင်ခွင့်နဲ့အဖွဲ့ဝင်လို့ရပါပြီ။နောက်အဖွဲ့ဝင်မယ်ဆိုတဲ့ကိုကိုမားရီကကျွန်တော်ရဲ့ဖုန်းနံပါတ်ကလေးဖြစ်တဲ့39969 18033လို့39969 18033လို့ဒီဖုန်းနံပါတ်ဒီကျွန်တော်တို့ဝေ KB Fiber သုံးပါတယ် နောက်ထပ်ဖုန်းနံပါတ်တစ်လုံးက39968844539ခေါဒီဖုန်းနံပါတ်ဒီကျွန်တော်တို့ KB သုံးပါတယ်เนาะ KB တမျိုးတည်းသုံးပါတယ်အဲ့တော့ Viber ရှိတယ်ဆိုတော့ကိုကိုမားတွေက Viber ကနေပြီးတော့เนาะငွေလဲပြည်စာလေးပို့ပြီးတော့เนาะငွေလဲပြည်စာလေးပို့ပြီးတော့ဟိုင်းထားပေးပါ Viber မသုံးဘူးဆိုတော့ကိုကိုမားတွေကအခုကျွန်တော်ခေါ်ပေးတဲ့ဖုန်းနံပါတ်လေးနှလုံးကိုเนาะဖုန်းလေးဓာတ်ရိုက်ဆက်ပြီးတော့အဖွဲဝင် အားလို့ရအဓိကကတော့ကျွန်တော်ပြောချင်တာကတော့လူကောင်းကိုကိုမာတွေအားလုံးပဲတတ်နိုင်သလောက်တောက်ကြလေးလေးမှာ မဖြစ်မနေပြန်ဝင်ထားဘာကြောင့်လဲဆိုရင် ကိုကိုမာတွေကတူးတီမထိုးရရင်မနေနိုင်နဲ့နော်တူးတီမထိုးရရင်အဆင်မပြေဘူးဆိုတဲ့ငါးကောင်ငါးမာတွေနေလိုက်ကိုလေနော်အဲ့တော့ကျွန်တော်တို့တောက်ကြလေးမှာနေလိုက်ကဏ္ဍလေး main နှစ်ကွက်ကိုကျွန်တော်ထုတ်ပေးထားတယ်အဲ့လားလေးကိုအားလုံးပဲလက်ဆောင်အနေနဲ့ကစားရမှာနော် အလားဒီတောင်းကြလေးတွေကအဖွဲဝင်တဲ့ကိုကိုမားတွေလည်းရှေ့လာမယ့်အပတ်ဟူးမကျော်စားတို့ပတ်ဒီမွေးကနေတခါတဲ့အပီးမှတထောင်ခွဲပါ ပြီးတော့လည်းတောင်းကြလေးမှလာမဝင်ဘူးကျွန်တော်တို့ကရှေ့လာမယ့်အပတ်ဟူးမကျော်စားတို့ပတ်ဒီမွေးနဲ့ညမှာဝင်မယ်ဆိုတဲ့ကိုကိုမားတွေကလည်းတထောင်ခွဲပါပဲအဲ့တော့ဘေဟာလေးကိုဘယ်လိုမျိုးလေးအရင်ပြီးဝင်ပြီးတော့ကစားမလဲဒါအချောင်းမင်းမကြောင့်ရှုံးနေတဲ့ကိုကိုမားတွေဆိုတောင်းကြလေးမှရင်ရှုံးကြွေးကြီးမင်းနဲ့ကွက်လို့ပြောလို့ရတယ် เนาะအဲ့တော့ကြောင်းအားလုံးပဲအဆင်ပြေရင်တခါတွေပဲဝင်ထားပါတောင်းကြနေတယ်ကပေါ့เนาะအဆင်မပြေဘူးเนาะဟိုတချို့အကြောင်းမျိုးမျိုးကြောင်းပေါ့เนาะကိုပတ်နေတဲ့ပတ်သီးလေးမထွက်သေးဘူးကိုလိုင်းနေတဲ့ဟာလေးတွေမထွက်သေးဘူးကိုကအရှုံးတော့များနေတယ်အဆင်ဝင်လို့အဆင်မပြေသေးဘူးဆိုတော့ကိုကိုမားတွေမဝင်နဲ့ဒါလူသေးကိုကိုမားတွေလူဟောင်းကိုကိုမားတွေကတရားမကျပြန်ဝင်ထား ။ဘာကြောင့်လဲဆိုရင်နှိမ့်လိုက်ကဏန်းလေးကိုကျောင်းကဆောင်ကလေးလိုက်ထုံးနေငါးခုငါးမတွေအားလုံးပဲအစင်မပြေဖြစ်မှာဆိုလို့နော်။အဲ့တော့ကြောင့်ကြိုပြီးတော့ဝင်ထားပြီ။နော်ကျွန်တော်လှုပ်ပြီးနှိုင်းတာလေးကိုဒါလူဟောင်းကိုကိုမတွေကအထွေထူးပြောစရာမလိုဘူး။နော်။ဒီတပတ်ဆိုလို့ရှိရင်အားလုံးပဲရှင်းနှစ်သီးစာဟုတ်တယ်နော်အားလုံးပဲအစဉ်ပြေတယ်ကျွန်တော်တာဦးအစောကြီးငါးထွက်လို့ဒါငါးခုငါးမတွေတနင်္လာနေ့မှာပဲထွက်တဲ့အတွက်အစဉ်မပြေနိုင်သေးဘူး အဲ့ဒါကြောင့်ကျွန်တော်နောက်ထပ်တစ်ကြိမ်စာရိုးတစ်ကြိမ်နောက်ထပ်တစ်ကြိမ်ထပ်ထုတ်ပြီးထားတယ်နော်အဲ့တော့6 6ဘန်6ဘက်သီးလေးနဲ့ထပ်ပြီးတော့အောင်မြင်တယ်ဒါဆိုရင်ဒီတစ်ပတ်မှာကျွန်တော်စာရိုး2ကြိမ်အောင်မြင်တာဖြစ်တဲ့အတွက်မြတ်စင်းလောက်မြတ်မယ်ရာစင်းလောက်ရမယ်အဲ့ဒါကြောင့်တောင်းကြနေမှာထီထီမိမိလေးနဲ့အရင်နေပြီးအမြန်မြောင်းလို့မိန်နှက်ွက်ပဲထုတ်ပြီးထားတယ်စိတ်ဝင်စားလေးလူသေးကိုကိုမားရှင်ရင်လေအခွဲဝင်ပြီးတော့ဆော့လို့ရတယ်တင်တော့ အားလုံးကိုကျွန်တော်မှာကျင်တာကကျွန်တော်ဒီည10နာရီမှာအခုတောင်းကြလေးအတွက်စပြီးတော့အဖွဲ့ဝင်ထားတဲ့ကိုကိုမာရီလူဟောင်းကိုကိုမာရီလူသေးကိုကိုမာရီအားလုံးကိုဒီည10နာရီမှာကနန်းလေးပို့มาဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီည10နာရီအထိအားလုံးကို10နာရီမထိုးမချင်းကိုကျွန်တော်အဖွဲ့ဝင်ကိုအားလုံးကိုဟိုစောင့်ပေးမယ်เนาะအဓိကကတော့မနက်ဖြန်မှာဝင်လဲရတယ်တောက်ကြနေမနက်7နာရီထိုးချင်းအမိကြီးဝင်လို့ရတယ်เนาะ တောက်ကြလေကနန်းကိုမလိုချင်ဘူးเนาะကိုကအစင်ပြေတယ်လိုက်ထိုးစရာမလိုဘူးဆိုတော့လူဟောင်းကိုကိုမကြီးကလည်းစန်ဒီတနင်္ဂနွေတနင်္လာမှာဝင်လို့ရတယ်เนาะအားလုံးပဲဒါတေချာလေးမှာပေးတာပေါ့เนาะကဲအဲ့တော့အားလုံးပဲကျွန်တော်တို့ဒီတစ်ပတ်မှာအစင်ပြေတယ်ပောက်တယ်တန်မကျွန်တော်နဲ့လက်တွေ့ရတာ အစင်ပြေတယ်တန်တယ်ဆိုတော့ကိုကိုမကြီးကတန်ပါလေလို့အမှန်လေးမှမှတ်မိမယ်เนาะအားလုံးပဲဒါမှလည်းအားလုံးပီတီလေးဖြစ်မှာပေါ့เนาะ ကျွန်တော်တို့က PD ပေါ့နော် PD လေးပဲစားရတာဒါငါကုငါမတွေအဖွဲဝင်နေမှန်းနေကျွန်တော်ရဲ့ message ဖိုးတော်မရှိဘူးကျွန်တော်တပတ်ကိုအနည်းဆုံး message ကို3ချိန်နဲ့4ချိန်ကြားမှာကျွန်တော်ပို့ပေးတာနော်ရှေးဘက်ကဆိုလို့ရှိရင်ဂျာတာဘရီမှာတစ်ချိန်တောက်ကြမှာတစ်ချိန်ဒီဟူးမကျော်မှာတစ်ချိန်အခုနောက်ထပ်ဇာရိုးမှာတစ်ချိန်4ချိန် message ဖိုးပဲရှိတယ်နော်အဲ့တော့အားလုံးပဲအဆင်ပြေတဲ့တန်လေထင်မှဝင်ပါနော်ကဲဒါဆိုလို့ရှိရင်အားလုံးပဲ အဖွဲ့ဝင်မဲ့ဆိုတဲ့ကိုကိုမာရီကဖုန်းလေးတရရဆက်ပြီးဗိုက်ဘာရှိရဲ့ကို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 မလေးကဗိုက်ဘာမမွေလေးပြည်စာလေးပို့ပြီးကြဒါဆိုလို့ရှိရင်ကျွန်တော်တို့ main work ကလေးကိုသွားမယ်ဗီဒီယိုလေးကိုစားလေအောင်ပြီးဆုံးတိုင်အောင်ကြည့်တဲ့ကိုကိုမလေးက main work ကလေးရမယ်နော်ကြအားလုံးပဲအလားကားတော့ထုံးစံအတိုင်းကျွန်တော်16ကို39ခွန်နဲ့ကတ်မယ်တောက်ကြနေနောက်ဆုံးနေ့မှာ16ကို39ခွန်နဲ့ကတ်ပါမယ်အားလုံးပဲနော်တကွာကောင်းလေးကိုတော့ပြောမထားခဲ့တော့ နော်အားလုံးပဲကဲအဲ့တော့အားလုံးပဲ16ကို39ခုနဲ့ကတ်မယ်အဲ့တော့အားလုံးပဲကျွန်တော်ရဲ့ live show video လေးတွေကိုပုံမှန်ကြည့်နေတဲ့ကိုကိုမားတွေကအခုမှတွေးလဲမြင်လို့အားပေးတဲ့ဝင်ကိုကိုမားတွေကိုအားလုံးပဲစိတ်ချမ်းသာရင်ကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒလေးတွေတလုံးတဝရပြည့်စုံကြပါစေဒူးရီကိုထိုးတိုင်းပေါက်ပေါက်တိုင်းမြတ်တဲ့ငါကိုမားတွေဖြစ်ကြပါစေလို့ဒီညကားလေးပြီးတော့စုမကောင်းလေးတောင်းပေးလိုက်ပါ ်။ကြည့်အားလုံးပဲဘိုင်းမယ်ပါနော်အားလုံးပဲစုမကောင်းလေးတောင်းပေးလိုက်တယ်။